အားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းချမ်းမှချမ်းသာကြပါစေ။ဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေ၄ပွဲရှိတယ်။ England Premier League Brentford Man U Brighton Newcastle West Ham နဲ့ Spurs Chelsea နဲ့ Liverpool ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်။ Brighton Manchester United မှာတော့မလိုက်ပါဘူး။အားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းချမ်းမှချမ်းအားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းကြမှာချမ်းသာကြပါစေ။ဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ England Premier League ၄ပွဲရှိတယ် Brentford Man U Brighton Newcastle West Ham Spurs Chelsea နဲ့ Liverpool တို့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒါကတော့ကျွန်တော်တနင်္ဂနွေနေ့ညမှာကာမဲပွဲစဉ်တွေဖြစ်တာပေါ့နော်ဒါ Brentford နဲ့ Man U ပွဲဆိုည7:00နာရီမှာကာမဲပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body jersey က Brentford ကတလုံး50နိုင်ဂိုးပေါင်းကြီး1090စားဆိုမှာစတင်ကြီးတွေပေးထားတာတွေ့ရတယ်ဇေယအနေထားကိုကြည့်မှာဆိုလို့ရှင် brand four အဆင့်7တက်မှရှိရ49မှာ manual အဆင့်35မှာ39မှာရှိရပါတော့ ဒါမိုင်ကတော့ကျွန်တော်ယူရိုပန်လိပေါ့နော်ဒါ final ရောက်ပြီလို့တော့ပြောလို့ရပြီပေါ့နော်ဒါအင်ခွဲမှကံရမှာဆိုတော့ပထမအကြော်မှာ30စီးနဲ့တော့နိုင်ထားပြီပေါ့ဗျဒီနှစ်သိပထမအကြော်တော့ကတော့ဒါမိုင်ခွဲမှမိုင်မှ2 1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်လက်ရှိ brand ဖို့ရဲ့ cara found လေးကိုချိန်မှာဆိုလဲတော်တော်လေးကိုကောင်းတာတွေ့ရတယ်ပေါ့နော်နှစ်ပွဲနိုင်နှစ်ပွဲတည်တစ်ပွဲရှုံထားတာတွေ့ရတယ်ဒါပွဲတိုင်းလို့လို့ goal တွေထည့်ထားတွေ့ရပေါ့နော်မိုင်ရွက်လက်ရှိ cara found 5ပွဲကိုချိန်မှာဆိုရင်တော့ နောက်ဆုံး၅ဘွဲ့သက်နိုင်ဝဲမရှိဘူးပေါ့နော်၅ဘွဲ့တည်၃ဘွဲ့ရှုံးကိုတကူရဖို့တော့ပရီးမီးယားထဲမှာမလွယ်ဘူးတဲ့အဆင်ဖြစ်နေတာတွေ့ရတယ်ပေါ့နော်တော်တော်လေးခက်ခဲပေါ့ဗျာဒီနှစ်သင်းရဲ့ head to head ဘိုင်းကိုကြည့်မှဆိုရင်ဒီနှစ်သင်းတွေ့ခဲ့တာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်တော့ဒါမန်ယူအသင်းက၃ချိန်နိုင်တယ်ပေါ့နော်တစ်ချိန်က brand ဖို့နိုင်တယ်တစ်ချိန်ကတော့တည်ချထားလဲတွေ့ရတယ်ပေါ့နော်နိုင်ဂျီးယားနောက်မှာတော့ brand ဖို့က85ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်ကျွန်တော်ထင်တယ် Europa League ကြောင့်ပဲလို့ထင်တယ်ပေါ့နော် once to ox ကိုကြည့်မှဆိုရင် brandford က1.70ပြား90ပဲရမှာပေါ့เนาะဒါတော်တော်လေးအအောင်ကောင်တမန်ရွေးတာ europa league ကြောင့်ဖြစ်တာပါအဓိကတော့ပြီးရင်ကျွန်တော်တရေကို၄စပေးထားတယ်မန်ယူနိုင်ကို၅စပေးထားတယ်ပေါ့เนาะဒီပွဲစဉ်မှာကျွန်တော်ပေါ့เนาะ goal bound အပေါ်နဲ့ manu body ကြိုက်တယ်ဒီနေရာမှာတစ်ချက်မှတ်ချက်ပြရမှာက manu အသင်းရဲ့ line net ကိုကြည့်ပါပေါ့เนาะ line net ကိုကြည့်ပြီး shot စေချင်တယ်ပေါ့เนาะဘုံမောက်ကန်တဲ့ပွဲမှာကြည့်လိုက် ဟောကျွန်တော်ဘယ်လိုပါကြေးပြော့နေတယ်ဒါပေမဲ့အာဆင်နယ်ကလူဆုံးထုတ်ထားတယ်ပေါ့ဗျာအဲ့လိုပြောချင်တာဟောနော်ဒီပွဲစဉ်မှာမန်ယူဘော်ဒီနဲ့ဂိုးမောင်းအပေါ်ခြိုက်ပါတယ်နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Brighton နဲ့ Newcastle တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာ Newcastle အဝေးကွင်းက level 30နဲ့ဂိုးမောင်းကြီး330ရှုံးဆိုမှပြထားတာတွေ့ရတယ်ဗောနော်ဇယားမှာကြည့်မှဆိုရင် Newcastle ချန်ပီယံလစ်တနင်္ဂနွေဝင်ဖို့အတွက်ဗောနော်အဆင့်၄မှာရှိတယ်ဆိုပေမဲ့လည်းသူ့အောက်မှာ Chelsea 60 Forest 60 Aston Villa 60ဗောနော် အဆင်သင့်ရှိတာပေါ့ဗျာ Brighton ကတော့ကျွန်တော်တို့ဒါ50နဲ့တမအဆင့်9ပေါ့ဗျာဒီနှစ်သင်းရဲ့ပထမအချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ Brighton 1-0ဆိုရဲရလနဲ့နိုင်ထားတယ်ဒီနှစ်မှာဒီနှစ်သင်းရဲ့နှစ်ကြိမ်တွေ့ထားတယ်ပေါ့နော် FA Cup မှာတစ်ကြိမ်တွေ့ထားတယ် FA Cup မှာတော့ကျွန်တော်1-1ဆိုရဲရလနဲ့ပြီးထားတာလည်းတွေ့ရတယ်ပေါ့နော်လက်ရှိ Brentford ရဲ့ လက်ရှိ Brighton ရဲ့ Carabao ငါးပွဲကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တပွဲနိုင်တပွဲစီသုံးပွဲရှုံးထားတယ်ပေါ့နော်။ဒီအသင်းကတိုက်စစ်ကောင်းတယ်ဗျ။ခံစက်ကတော့ဂိုးတွေပေးပေးနေတာတွေ့ရတယ်။ Newcastle ကိုကြည့်မယ်ဆိုရင် Newcastle လက်ရှိ Carabao ငါးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၄ပွဲနိုင်တပွဲရှုံးပေါ့နော်။ Newcastle ကခံစက်တိုက်စစ်အများကြီးရနေတာတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီနှစ်သင်း head to head ပိုင်းကိုကြည့်မယ်ဆိုရင်ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Newcastle အသင်းက အချိန်နိုင်တယ် brighton နှစ်ချိန်နိုင်ပြီးနှစ်ချိန်ကတည်ကြထားတယ်တွေ့ရတယ်ပေါ့နော်နိုင်ဂျီးယားနောမှာတော့ brighton က35နဲ့ newcastle 43ရာခိုင်နှုန်းဆိုမှပေးထားတယ်ကျွန်တော် wise to os ကိုကြည့်မှာဆိုလို့ရှိရင် brighton အနိုင်ကို2ဆခွဲတည်ကို4ဆနဲ့ newcastle အနိုင်ကို2ဆပေးထားတယ်တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ကအပုံမှန်တမျိုးရွေးထားပေါ့နော်ဒါဒီပွဲစဉ်မှာကျွန်တော် brighton body ပဲစိုက်တယ် brighton body နဲ့ကျွန်တော် ဒါ5ပေါင်းဆိုရင်320ရှုံးဆိုရင်တော့ကျွန်တော်5ပေါင်းအောက်ကိုပဲကြိုက်တယ်ပေါ့နော် Brighton Wasam United နဲ့ Spurs တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါ London Derby ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့ဒါ Wasam United က level 80ရှုံးတော့ပြန်ပေးထားတယ်5ပေါင်း330ရေဆိုမှဖွင့်ထားတယ်ပေါ့နော် Spurs ကတော့ကျွန်တော်တို့ဒါ Europa League မှာလည်းသူတို့လည်း final တက်သွားပြီလို့တော့ပြောလို့ရတယ်ပေါ့နော် Bologna ကို3ပွိုင်းနဲ့နိုင်ထားတယ် Wasam United ကအဆင့်36မှာ Spurs ကအဆင့်36 39မှာရှိထားတယ်ပေါ့နော် ဒီနေ့ဈေးရပထမအချောအကြည့်မှာဆိုရင်စပါအတန်း41ဆိုတဲ့ရလနဲ့နိုင်ထားတွေ့ရတယ်။လက်ရှိ West Ham United ရဲ့ Carafon ကိုကြည့်မှာဆိုလို့ရှိရင်တော့ဒီအတင်းကနောက်ဆုံး9ပွဲဆက်နိုင်ပွဲပျောက်ထားလဲတွေ့တယ်လို့ဂိုးတကူရဖို့လဲခက်ခဲတယ်ပေါ့တော့ဒါမှမဟုတ်ဒါမှမဟုတ်ဒီ West Ham United ရဲ့ထူးခြားနေတာတစ်ခုကကျတော့အခုသူတို့ဆော့ခဲ့တဲ့နောက်ဆုံး၄ပွဲဆက်သူတို့တိုက်ဆက်ကဂိုးတွေရထားတွေ့ရတယ်ပေါ့နော်။ဘောမောက်တူတူ Liverpool 2-1 Southampton 1-1နဲ့ Brighton 3-2ဆိုမှဖြစ်ထားတယ်တွေ့ရတယ်ပေါ့နော်။ စပားအတင်းရလက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်စပားအတင်းကတော်တော်လေးကိုစိုးနေတာတွေ့ရတာပေါ့နော်၄ဘွဲရှုံးတစ်ဘွဲနိုင်ပေါ့ဗျာဒါမှမဟုတ်သူတို့တိုက်စစ်ကအလုပ်ဖြစ်တဲ့ဂိုးတွေရတယ်ခံစစ်မကောင်းနေတာပေါ့ဗျာဒါ head to head အနေထားတွေကိုကြည့်မယ်ဆိုရင်ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်တော့ဒါစပားအတင်းကတစ်ချိန်နိုင်တယ်ဒီနှစ်တင်းရဲ့နောက်ဆုံး head to head ကိုကြည့်မှဆိုရင်စပါအတင်းကနှစ်ချိန်နိုင်တယ်ဝက်ဆမ်ယူနိုက်တက်ကတစ်ချိန်နိုင်ပြီးနှစ် နှစ်ချိန်ကတည်ရည်လဲချထားတာတွေ့ရတယ်နိုင်ဂျီးယားတို့မှာတော့ဝက်ဆမ်ယူနိုက်တက်က69စပါ40ရာခိုင်နှုန်းဆိုမှာပေးထားတယ်တွေ့ရတယ် wants to os မှာဆိုရင်ဝက်ဆမ်ယူနိုက်တက်ကနှစ်ဆတည်ရည်ကို3ဆခွဲနဲ့စပါအနိုင်ကို၄ဆလောက်ပေးထားတာတွေ့ရတယ်ဒီပွဲစဉ်မှာကျွန်တော်ဒါစပါဘော်ဒီပေါ့နော်အောက်တင်ဖြစ်တဲ့စပါဘော်ဒီခြိုက်တယ်ပေါ့နော်ပြီးရင်နှစ်သိန်းပေါင်းပေါ့နော်3လုံးထိဘောပေါင်း3လုံးထိပေါ့နော်မနက်ဖြန်တကယ်လို့ကြီးပြောင်းလုံး3လုံး20ဆ30ဆဖြစ်တယ်ဆိုရင်ဘောပေါင်းအပေါ်ရိုက်ပေါ့နော် တကယ်လို့တောင်းလုံးတည်ရဆိုရင်တော့ကျွန်တော်ဂူပေါင်းတောင်းလုံးထိပဲကြိုက်တယ်ဗျာဂူနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့တကက်ပွဲကြီးပွဲကောင်းဗျာဒီကတော့ကျွန်တော်ပရိုချဲစီနဲ့လီဗာပူးတို့ပွဲစဉ်ဖြစ်တာပေါ့နော်ဒါချဲစီက level 90ရှုံးနဲ့ဂူပေါင်းကြီးကတောင်းလုံးတည်ရဒါလည်းပုံစံတူလေးပေးထားတာတွေ့ရတာပေါ့နော်ချဲစီရဲ့တင်းကတော့ Europa Conference League ကို final ရောက်သွားပြီလို့လည်းပြောလို့ရပြီပေါ့နော်ဒီနှစ်သင်းရဲ့လက်ရှိ ကာရာဖောင်ဘောနော်ဒါကျွန်တော်ဇေယဒီနှစ်သင်းရလက်ရှိဇေယနေထားကြည့်မယ်လီဗာပူး82မှာအဆင့်7ဘောနော်ချဲစီအဆင့်5မှာရမ60တူအောက်မှာအဆင့်6မှာဖောရက်60အဆင့်4မှာအက်စတွန်ဗီလာ60ဘောနော်အကုန်လုံးအဆင့်ဆင့်နေရတည်နေတယ်ဗောဗျာချန်ပီယံလိဒီနေ့မှာ9သင်းဝင်မှာဆိုတော့အပြိုင်ပိုင်နေဖြစ်နေတယ်ဗောနော်တူအောက်မှာဗီလာတို့ဖူလမ်တို့ဗောနော်အဆင့်ဆင့်ရှိရဗောဗျာဒီနှစ်သင်းရပထမအကြော့ကိုကြည့်မယ်ဆိုလို့ရှိရင်ဗောနော်ဒါလီဗာပူးကွင်းမှာလီဗာပူးက2-1ဆိုတော့ရလာနေနိုင်ထားတယ် လက်ရှိ Chelsea အတင်းကကာရာဘောင်ကိုကြည့်မှဆိုရင်နောက်ဆုံး9ဘွဲမှဆိုရင်3ဘွဲနိုင်တဲ့ဘွဲတရေချထားလဲတွေ့ရတယ်ပေါ့နော်ဒါမှဂိုးတွေရတာတော့နည်းတယ်ပေါ့နော်ဒါမှတိုင်းဆက်ကလည်းအလုံးဖြစ်နေတာတွေ့ရတယ်ပေါ့နော်လီဗာပူးအတင်းကတော့ဒါကျွန်တော်4ဘွဲနိုင်တဲ့ဘွဲတရေပေါ့နော်ပြိုင်ဘွဲဆုံးလီဗာပူးအတင်းကတော့ကျွန်တော်အဝေးကွန်းမှဆိုတော့ဘွဲပဲရှောင်းထားတာလဲတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းရဲ့နောက်ဆုံးဆုံးကတဲ့ head to head 9ချိန်ကိုကြည့်မှဆိုလို့ရှိရင်တော့ဒါလီဗာပူးက2ချိန်နိုင်ထားတဲ့3ချိန်ကတရေလဲကြာထားတာတွေ့ရတယ်ပေါ့နော် နိုင်ဂျီယာနှုန်းမှာတော့ Chelsea က55နဲ့ Liverpool က38ရာခိုင်နှုန်းပေါ့နော်။ Wise to Osma ဆိုရင် Chelsea ကနှစ်ဆတရီကို၄ဆ Liverpool အနိုင်ကို၃ဆခွဲပေးထားပါတယ်။ So ကျွန်တော်ထင်တာတော့ပေါ့နော်ဒီဟာ Liverpool ကတရီထမတ်တော့ရယူရမလို့ထင်တယ်ပေါ့နော်။ဘလောက်ပဲညံ့နေပါသေးပေါ့နော်။ Liverpool ကအလောက်ကြီးပါဖြစ်မှာတော့မဟုတ်ပါဘူးနော်။ကျွန်တော်ဘယ်လိုပဲနေနေပါဒီပွဲအဆင့်မှာတရီလို့မှန်းထားတယ်ကျွန်တော် Liverpool ဘော်ဒီကြိုက်တယ်ပေါ့နော်။ဂိုးပေါင်းတော့ကျွန်တော်၃လုံးတရီဆိုလို့ရှိရင်တော့ကျွန်တော် ဒီပွဲစဉ်မှာဂိုးပေါင်း3လုံးထိပဲကြိုက်တယ်ဗျ3လုံးဆိုရင်ဂိုးပေါင်းပေါ့နော်ကျွန်တော်မနေ့ပြန်ကြိုက်ရင် GF ဖြောင်းလာဖြစ်တယ်ဆိုရင်လည်းထိုးရင်ထိုးကြည့်ပေါ့ဗျတကယ်လို့မထိုးခြင်းမှုဆိုရင်လည်းရှောင်းကြည့်ပေါ့နော်အဓိကတော့လီဗာပူးဘော်ဒီကြိုက်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ရွေးချယ်ထားတာမန်ယူဘော်ဒီပေါ့နော်မန်ယူဘော်ဒီဂိုးပေါင်းအပေါ် Brighton နဲ့ Newcastle မှာဆိုရင် Brighton ဘော်ဒီနဲ့ဂိုးပေါင်းအောင်ပေါ့နော် West Ham နဲ့ Spurs မှာဆိုစပါဘော်ဒီနဲ့ဂိုးပေါင်းရှောင်းခြင်းနဲ့ရှောင်းပေါ့နော် Chelsea နဲ့ Liverpool မှာဆိုရင် ီဘောင်းဘော်ဒီနဲ့ဂိုးဘောင်းပေါ့နော်ကျွန်တော်တာမန်နဲ့ဖြစ်အပြောင်းလဲဖြစ်တယ်ဆိုရင်320 30သားဆိုရင်တော့ဂိုးဘောင်းအပေါ်ရိုက်ပေါ့နော်တကယ်လို့မပြောင်းလဲဘူးဆိုရင်တော့ရှောင်းနဲ့ရှောင်းပေါ့နော်ကျွန်တော်ဒီဘောင်းဘော်ဒီကြိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေညီကိုကြားမှချမ်းသာကြပါစေဗျာ like subscribe comment နဲ့ပေးကြပါအောင်တို့အားလုံးကျေးဇူးတင်ပါတယ် thank you